အပြည်ပြည်ဆိုင်ရာအလို့သမားဖွဲ့ချုပ် ILO က Article 33လို့ခေါ်တဲ့ဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်33အရမြန်မာနိုင်ငံကိုအလုံးစုံပိတ်ဆို့အရေးယူဖို့ဂျွန်လ9ရက်နေ့မှာကျင်းပခဲ့တဲ့ညီလာခံမှာအတည်ပြုဆုံးဖြတ်လိုက်ပါတယ်မြန်မာနိုင်ငံအနေနဲ့2000ပြည့်နှစ်နောက်ပိုင်းဒုတိယအကြိမ်မြောက် ILO ရဲ့အရေးယူပိတ်ဆို့မှုခံရတာဖြစ်ပြီးအခုလိုအရေးယူဖို့2024ခုနှစ်နိုဝင်ဘာလမှာပြုလုပ်ခဲ့တဲ့ ILO အုပ်ချုပ်မှုကော်မတီအစည်းအဝေးမှာအတည်ပြုခဲ့တာပါ Article 33အရာအရေးယူခံရတဲ့နိုင်ငံဟာ ILO ရဲ့ကန့်ကွက်မှုကြောင့်နိုင်ငံတကာနဲ့ကုန်သွယ်ရေးကိစ္စတွေမှာရရှိလာတဲ့အထူးအခွင့်အရေးတွေဆုံးရှုံးရနိုင်ပြီးအခွန်တက်တာခွင့်တွေလည်းရုပ်သိမ်းခံနိုင်တာတွေပါရှိလာနိုင်ပါတယ်။ဒီအချက်တွေကြောင့်မြန်မာနိုင်ငံရဲ့အဓိကပိုးကွန်ကဏ္ဍဖြစ်တဲ့အထက်ချုပ်လုပ်ငန်းတွေအပေါ်မိခိုနေရတဲ့အလုံတမသိမ်းတဲ့ချီအခက်တွေးနိုင်တာကိုလည်းတုံ့တက်မှုတွေရှိနေတာပါ အရင်လိုအနေနဲ့အလုသမားတွေအပေါ်ဆက်လက်ဖိနှိပ်မှုတွေမလုပ်ဆောင်နိုင်အောင်ကမ္ဘာတော်ဝန်ကအစိုးရတွေကုမ္ပဏီတွေနဲ့တမကတွေကိုပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်၂၀24ခုနှစ်အတွင်းမြန်မာထဲချုပ်ကဏ္ဍမှာပုဂံဝင်ငွေအမေရိကန်ဒေါ်လာ၄.၄၆ဘီလီယံရရှိခဲ့ပြီး၂023ခုနှစ်ကထက်ဒေါ်လာ850တန်းခန့်ဝင်ငွေရရှိမှုရောင်းနှဲသွားတာကိုမှတ်တမ်းတွေအရာသိရပါတယ် မြန်မာနိုင်ငံမှာထဲချုပ်တွေကိုအမေရိကန် EU ဂျပန်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း80ကျော်ကိုတင်ပို့လျက်ရှိကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမှသိရှိရကြောင်းပါခင်ဗျာ